မြန်မာရုရှားနိုင်ငံစစ်ရေးများပင်လယ်ပြင်မှာရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းများလက်တွေ့ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရပါတယ်။တတိယအကြိမ်မြန်မာရုရှားရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့်ချစ်ကြည်ခီးလက်ပတ်ရန်နိုဝင်ဘာလ10ရက်တွင်ရန်ကုန်မြို့သို့ရောက်ရှိနေတဲ့ရုရှားရေတပ် Pacific Fleet မှစစ်ရေးရင်၃စီးတို့သည်ပင်လယ်ပြင်မှာလက်တွေ့လေ့ကျင့်ခန်းများဆောင်ရွက်ရန်တပ်မတော်ရေမှစစ်ရေးရင်များနဲ့အတူနိုဝင်ဘာလ13ရက်နေ့နံနက်ပိုင်းတွင်ရန်ကုန်မြို့တီလဝစိတ်ကမ်းမှလေ့ကျင့်ခန်းဧရိယာသို့ထွက်ခွာခဲ့ကြကြောင်းသိရပါတယ်။ ထို့သို့ထောက်ခွာရရင်တက်မတော်ရှိမအရာရှိကြီးများအရာရှိစစ်သည်များချစ်ချရေခီရောက်ရှိနေတဲ့ရုရှားတွေတက်မဒုတိယရေတပ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးမြန်မာနိုင်ငံဆိုင်ရာရုရှားတန်မှုနဲ့တာဝန်ရှိသူများကိုပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်းသိရပါတယ်ချစ်ချရေခီရောက်ရှိနေတဲ့ရုရှားရေတပ်မှဒုတိယရေတပ်ဦးစီးချုပ်ဒုတိယဗိုလ်ကြီးဦးဆောင်နဲ့ကိုယ်စလဲဖွဲ့သည့်နိုဝင်ဘာလ17ရက်နေ့ပိုင်းတွင်တက်မတော်ရှိစစ်ဦးစီးအရာရှိချုပ်ရှိဒုတိယဗိုလ်ချုပ်ကြီးအင်မင်းထွင်းနဲ့ အဖွဲ့ဝင်များ ARG တပ်စခန်းဌာနချုပ်အရာရှိရိတ်သားမှလာရောက်တွေ့ဆုံခဲ့ကြကြောင်းသိရပါဗျာ။